မင်္ဂလာပါကျွန်မစောငိမ့်အေပါကျွန်မကပုံမှန်ဆိုလို့ရှိရင်ပေါ့နော်ဒီနေ့တနေ့တာမှာဟိုအလုံးစားလုပ်တော့မယ်ဆိုရင်ကျွန်မရဲ့ laptop ကိုကန်လိုက်တဲ့အချိန်မှာကျွန်မကဘာလုပ်တဲ့အချင်းရှိလဲဆိုလို့ရှိရင်ဒီ space တွေကိုရှင်းလေးရှိတယ်ပေါ့နော်ပေါ့ပေါ့ပါပါဖြစ်အောင်ဆိုတော့ပုံမှန်ဆိုရင်တော့ကျွန်မဒီဟိုကနေ search box ကနေအဲ this cleanup ပေါ့နော်ဒီဟာလေးကိုကျွန်မခေါ်လိုက်တယ် ခေါ်ပြီးတဲ့အခါကျရင်ဘယ် drive ကိုကိုကရှင်းမှလဲပေါ့နော် C drive ဆို C drive ကျမမှာကတော့ C နဲ့ E နဲ့ရှိ Okay ကျမ C drive ပြီးရင် Okay မှာနှိပ်တယ်နှိပ်ပြီးတော့သူကဒီနေရာမှာဒီမှာ finds to delete ဆိုရင်လာပြတယ်ပေါ့နော်ကိုများရင်များတယ်လို့ပေါ့နော်ဆိုတော့ဒီနေရာမှာကိုဖြစ်မဲ့ file တွေကိုအမှန်ချစ်တည်းချစ်ပြီးတဲ့အခါကျရင် okay မှာနှိပ်တယ်ပေါ့နော်ဒါကပုံမှန်လုပ်နေကြအလို့ကျွန်မကအခုမရှင်းသေးဘူးเนาะနောက်မှပေါင်းရှင်းမယ်ပုံမှန်ဆိုရင် okay မှာနှိပ်နိုင်မယ် အဲဒီတိုင်းပဲအဲ this screen app လို့ပြီးကိုမှတခြားသော drive တွေရှိခဲ့မယ်ဆိုလို့ရှိရင်တခြားသော drive ပေါ့နော် e drive ဆိုရင် e drive ဒါကျွန်မရဲ့နမူနာပြောပြเนาะဆိုတော့ကိုရှင်းကျင်တဲ့ drive တွေတမကျွန်မရှင်းကြမှာရှိ0တွေဖြစ်နေတယ် okay ထားလိုက်ဆိုတော့ဒါဖြစ်မယ်ဆိုတော့ okay ပေါ့နော်အဲဒါလေးတစ်ချက်ဒါပုံမှန်လုပ်နေရနောက်တစ်ချက်ကဘာလုပ်သေးလဲဆိုရင် window key နဲ့ window r ပေါ့နော် window key နဲ့ window r ကိုနှိပ်လိုက်ပြီးတဲ့အခါကျရင်အဲ percentage 10 percentage ပေါ့နော်အာဒီ run ဆိုတဲ့ command ကိုခေါ်လိုက်တယ် window key နဲ့ r နဲ့နှိပ်ပြီးခေါ်လိုက်တဲ့အခါမှာ percentage term ဆိုနှိပ်ပြီးတော့ okay မှာနှိပ်တယ်ဒါကဘာလဲဆိုရင်ကိုယ့်ရဲ့ဒီမှာကြည့်လိုက်နမူနာပေါ့နော်အဲနေတူကဒီမှာကိုယ့်နဲ့ကိုဒီ browser တွေကနေခေါ်ထားတဲ့အခါမှာကိုယ်တောင်မတီးဘဲနဲ့ temporary file တွေဒီမှာတွေရှိတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာတစ်ချက်နှိပ်ပြီးတော့ control a နဲ့ select မှတ်ပြီးတော့ delete shift delete နဲ့ဆိုရင်လည်းချလိုက်လို့ရတယ် နောက်ပုံမှန်ဖြစ်တဲ့ခါကျရင်ပုံမှန်ဆိုရင်တကယ်ဖြစ်မှသေးကြသလားဆိုတဲ့အခါမှာကျွန်တော်တို့က delay key နှိပ်ပြီးတော့ပုံမှန်တိုင်းဖြစ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးကတစ်ချက်အဲနောက်တစ်ခုကအဲ disk screen update ကိုလည်းသွားရတယ် disk screen ကမှာကိုယ်မှာရှိတဲ့များ drive တွေ c drive d drive e drive တွေတစ်ခေါက်တစ်ခါဖြည့်ရတယ်ဒီနောက်တစ်ခုဒီပြီးဒီ percentage term ဆိုတစ်ခါလုပ်တယ်ဆိုတော့ကျွန်မကနှစ်ခေါက်အဲဒီမှာဆိုရင်နေဆို၄ခုဖြစ်သွားပါပေါ့နော်ကျွန်မနေဆို၄ခုဆိုရင်တစ်ခုတစ်ခုချင်းစီ၄ခါဖြစ်နေမဲ့အစား သူ့ကိုလည်းပဲဒီ bad fine လေးဖန်နေပြီးတော့မှတစ်ချက်နှိပ်လိုက်တာနဲ့ကျမရဲ့ဒီ၄ခုလုံး run သွားရမယ်ဆိုပြီးမှကျမဒီ ChatGPT ကို မေ့ပြီးတဲ့ခါကျတော့ဘယ်လိုလုပ်မလဲဆိုပြီးတော့မှကျွန်မက ChatGPT ကနေဘာလေးရလာလဲဆိုလို့ရှိရင်ကျွန်မဖြစ်ချင်တဲ့အရာတွေမေးလိုက်တယ်ပေါ့ဒီ find find the screen app ကို C drive ဖြစ်ချင်တယ်အာဒီ E drive အဲ C drive ဒီကပေါ့ C drive ကိုဖြစ်ချင်တယ်ပြီးတော့လေးကိုအဲ့ဒီဟာကျွန်မရေလုတ်ချင်တဲ့လုတ်တွေအလုံးပါသွားအောင်ဒီ command လေးတစ်ခုပေးလို့ရမလားဆိုရင်မှဒီဟာဆိုရင်ကျွန်မဒီမှာဒီ find လေးပေးလိုက်တဲ့ခါမှကျွန်တော်တို့ကဒီကနေရလာတဲ့အရာပေါ့နော်ကျွန်မဒီမှာမေးထားတာရှိပါတယ်ဒီမှာလေအဲ ဲ့ဒီမှာဘယ်လိုလုပ်လို့ရတယ်လဲဆိုတဲ့အရာကျွန်မနှစ်ခါသုံးခါဆန်းပြီးတဲ့အခါကျတော့သူ့ရဲ့ file okay တယ်ဟဲ့ဒီ program run တဲ့အခါမှာကိုကပြီးသလားမပြီးသလားငါပြီးရယ်ဆိုရင်ပြီးရယ်အကြောင်းလေးသိချင်ပါတယ်ဆိုတော့နောက်ထပ်ပေါ့နော်ပြောချင်တာအခါခါဆန်းတတ်တယ်တတ်တတ်ပြီးကမှကိုလိုချင်တော့ထပ်ထပ်ဖြည့်တယ်ဆိုတော့အခါမှာပြီးရင်ပြီးကြောင်းလေးပြချင်တယ်ဆိုလို့ရှိရင်ကျွန်မကဒီမှာနောက်ဆုံးမှာ system cleaning completed ဆိုတဲ့ message လေးသူ့ကိုပေါ်ခိုင်းထားတယ် ဆိုတော့ဒီဟာလေးကို copy ကိုယူလိုက်မယ်ယူပြီးရယ်ခုစလုပ်ပြီနော် copy ယူပြီးတဲ့အခါမှာ notepad ကိုခေါ်လိုက်ပါဆိုရင်ဒီမှာဒီမှာ notepad ကိုခေါ်လိုက်မယ် notepad ထဲမှာဒါ control v နဲ့နေရာချမယ်ပေါ့နော်ဆိုတော့ဒီ file လေးကိုတိမ့်တဲ့အခါမှာ file ထဲကနေဘာနဲ့တိမ့်မလဲဆိုရင် save နဲ့တိမ့်လိုက်တဲ့နောက်ခါမှာတော့ကိုကြိုက်တဲ့နာမည်ပေးလို့ရတယ်ဥပမာ clear all တော့၎င်းဥပမာပထမတစ်ခါ clear all clean all ပထမတစ်ခါ clean all လောက်ထားတယ် okay ဒီခါကျမှ clear all လောက်ကြည့်မယ်နော်အဲ clear all အဲနောက်ကနေ extension က bat ပေါ့နော်အဲ့ဒါဖြည့်ရမယ်အဲ့မှတ်ထားတစ်ချက်နောက်တစ်ချက်ကနောက်က BAT file ဖြည့်ရမယ်ရှိရကိုစိတ်ဆန္ဒရှိတဲ့နာမည်ပေး meaningful ဖြစ်တဲ့နာမည်ပေးနောက်ဒီနေရာမှာ all file ဖြည့်ရမယ် CSS ties နေရာမှာဒီမှာ all file ဖြည့်ရမယ်ပေါ့နော်ပြီးကိုယ်ပဲထဲမှာတိမ့်ပါလေတိမ့်ချင်တဲ့နေရာထဲမှာပုံမှန်ဆိုတော့ desktop ဆိုတော့ desktop ပေါ်မှာကို ုံးပြွာလွယ်တဲ့ပုံမှာတင်အဓိကတော့ BAD file ဖြစ်ရမယ် now file type က all file ဖြစ်ရမယ်ပြီးရနဲ့ဒီမှာ save ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့နော် okay so အဲ့ဒါလေးကိုဒီမောက်တစ်ချက် run ကြည့်အောင်အဲ့ဆိုရင်ကျွန်မဒီမှာအော်ဒီ desktop ထဲမှာဗာလေးရှိတယ်ဆိုလို့ရှိရင်ကျွန်မခု clear all ဆိုတော့လုပ်ထားတာရှိတယ်။ so ဒီ clear all ဆိုတဲ့ဒီ file လေးကိုနှိပ်လိုက်မယ်ပေါ့နော် clear all ဒီမှာနော်ဒီမှာပြုတ်ထားတဲ့ clear all file ကိုကျွန်မနှစ်ချက်နှိပ်လိုက်မယ် double click ။ ဒါ run တာပေါ့နော်ဆိုတော့ဒီလို run လိုက်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတဲ့ခါမှာဒါ program ကအဲ disk screen app ဒီမှာပြောတယ် c drive ဆိုတာလည်းသူ auto လုပ်တယ်နောက်ရှိမှာပြောခဲ့တဲ့ prefetch ကို persisting temp ကိုဆိုတော့ဒီမှာက system cleaning completed ပြီးသွားပါပြီတဲ့ဟုတ်ပြီနော် all cleaning tasks are now finished ဆိုတာဒီမှာပြဆိုခြင်းနဲ့ message သူပြတယ် ပြီးသွားပြီအလုံးပြီးသွားပြီ press any key to continue လို့နှိပ်လိုက်တဲ့အခါမှာကျွန်မ space တိုက်တက်ကြီးနှိပ်လို့ရတယ် clear ပို့တဲ့အခါမှာပြီးသွားပြီ the end ဆိုတော့ဒီလိုမျိုးလေးတွေကိုဆန်နာရှိရင်လုံးလို့ရပါတယ်လို့ဒီ file လေးကိုလိုအပ်ရင်ကျွန်မ video file ရဲ့အောက်ဖက်မှာပြထားပေးပါ laptop အသုံးပြုတဲ့သူတိုင်းပေါ့နော်ကိုအလုံးမလုတ်ခင်ကိုရဲ့စစ်လေး ပေါ်ပေါ်ပါပါလေးတော်တော်လတ်လတ်လေးဖြစ်နေဖို့အတွက်အလုံးမလုံးခင်မှာပဲဖြစ်ဖြစ်အလုံးလုံးပြီးတဲ့နောက်အဲရှက်တောင်းမလုံးခင်မှာပဲဖြစ်ဖြစ်ကိုစိတ်ဆန္ဒရှိတယ်လို့ညံရှိတယ်လို့အသုံးပြနိုင်ပါတယ်အလုံးတဲ့အကျိုးရှိမယ်လို့ယုံကြည်ပါတယ် Bye for now see you next video ပါ